နယူးဇီလန်နဲ့ဩစတြေးလျကြားကပစိဖိတ်သမုဒ္ဒရာထဲကျဆားပြီးတုံးမွင့်ဆိုင်ချီလူးနေကြတဲ့တင်ငမန်းတွေကိုရုပ်သံမှတ်တမ်းတင်နိုင်ခဲ့တဲ့ပညာရှင်တယောက်အန်နဝါဇီဝဗေဒပညာရှင်အတိုင်းဝိုင်းကြားမှာနာမည်ကျော်သွားပါတယ်။သ အခုတင်ဆက်မှုကိုနားထောင်နေသူကအမျိုးသားတဦးဆိုရင်တော့ Three Sam ဆိုတဲ့စကားလုံးကဘာကိုယဉ်ယွနေဆိုတာကောင်းကောင်းသိနားလည်နေမှာသိကြပါတယ်ဒီတစ်ပုတ်မှာတော့ကျွန်တော်တို့နည်းနည်းလေးပေါင်းကြတာပေါ့နော်ဟုတ်ပါတယ် Three Sam ဆိုတာကနားရင်သာအောင်ပြောရမယ်ဆိုရင်သုံးမွေဆိုင်ချစ်ခန်းဖွင့်ကြတာမျိုးပါတူနှစ်ကိုဆိုတာအစားတူသုံးကိုလို့ပြောရမှာမျိုးပါပဲအခုကတော့ပင်လယ်သမုဒ္ဒရာအနက်ပိုင်းတွေကသုံးမွေဆိုင်အချစ်ဇလန်တခုကိုသိပ္ပံပညာရှင်တွေတွေ့ရှိခဲ့ကြလို့အံ့ဩဝမ်းသာစရာအခြေအနေတွေပေါ်ပေါက်နေတာမျိုးပါလူတွေဆိုရင်တော့ကဲ့ရဲ့ရှုတ်ချခံရမှာပေါ့နော်ဒေါက်တာဟူကလည်းစော့လို့အမိရတဲ့ပညာရှင်က သမုတ်တရားချမ်းပြင်းမှာစစ်တင်ငမန်းတွေကိုလေ့လာရင်းရေအောက်ကဘာထဲမှာလဲ3 sam delay ရှိကြောင်းရက်ကူးမှတ်တမ်းတင်နိုင်ခဲ့တာဖြစ်ပါတယ်သူကစစ်တင်ငမန်းအထီးနှစ်ကောင်နဲ့အမတစ်ကောင်တို့ချီရီလူးနေတာကိုမှတ်တမ်းတင်နိုင်ခဲ့တာပါဒါကကမ္ဘာအန်နဝါဘီရနေပြည်မှာပထမဆုံးမြင်တွေ့ခဲ့ရတဲ့ဖြစ်ရတစ်ခုပါအေးခဲနေတဲ့ရေထဲမှာတနာရီလောက်စောင့်ခဲ့ရပေမဲ့နောက်ဆုံးတော့သူတို့ရေကူးပြီးတက်လာကြတယ်လို့ရေအောက်ကဘာထဲကရှားပါးမြင်ခွင့်အကြောင်းဒေါက်တာဟူကူလက်ဆော့ကပြန်လည်မျှဝေခဲ့ပါတယ်သူမြင်ခဲ့ရတဲ့သုံးမိဆိုင်အချစ်ဇလန်းကခက်မြန်မြန်ပဲအဆုံးတက်သွားပြီးပထမအထီးက63စက္ကန့်နောက်တစ်ကောင်ကတော့ 48စက္ကန့်ကြာမြင့်ခဲ့တယ်လို့ဆိုပါတယ်ချီရီလူကန်ပြီးဆုံးသွားတဲ့အခါငမန်းအမကလန်လန်ဆန်ဆန်ဆက်ပြီးကုခတ်နေပေမဲ့အထီးတွေကတော့သမုတ်တရားအောက်ခြေမှာမလွတ်မရှက်ဖြစ်နေတာကြောင့်အားအိမ်တွေဆုံးရှုံးပြီးမောပန်းနွမ်းနယ်နေပုံရတယ်လို့ဒေါက်တာဟူဂူလက်ဆော့ကပြောပါတယ်ပြင်သစ်ပိုင်တဲ့နယူးကယ်လီဒိုနီးယားမှာမြင်တွေ့ခဲ့ရတဲ့ဒီငမန်း၃កောင်ဟာနှစ်ဒသမ3မီတာလောက်အလျားရှိပါတယ်ဒါက9ပေခွဲလောက်နဲ့ညီမျှတဲ့အတိုင်းအတာဖြစ်ပါတယ် ဒီကျတဲ့ငမန်းမျိုးစိတ်တွေဟာမျိုးတုံးပြောက်ွယ်လို့နှီးပါဆင်းရဲဝင်ထားပြီးပညာရှင်တွေသိထားတဲ့သူတို့ရဲ့တဘာဝမေးလိုက်အပြုတ်မှုဆိုင်ရာအချက်အလက်ကနည်းနည်းပဲရှိတာပါအခုလိုသူတို့ရဲ့ထူးခြားတဲ့အပြုတ်မှုဆိုင်ရာအခြေအနေတခုကိုလေ့လာစောင့်ကြည့်နိုင်ခဲ့တာကသိပံပညာရှင်တွေအတွက်စိတ်လှုပ်ရှားစရာဖြစ်ပါတယ်ဒီတွေ့ရှိမှုကြောင့်ငမန်းတွေကိုနှီးပညာအရာပုံမကောင်းမွန်အောင်မွေးမြူဖို့ဩစတြေးလျအပါအဝင်ကမ္ဘာတစ်ဝှမ်းမှာမျိုးစိတ်တွေရဲ့တဘာဝကိုပြန်လည်ထိန်းသိမ်းဖို့ကူညီပေးနိုင်တယ်လို့အန်နဝါဇီဝဗီဒသိပံပညာရှင်တွေကရှင်းပြကြပါတယ်